ားလုံးပဲမင်္ဂလာပါအချူပန်း YouTube ဗီဒီယိုလေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ Tokenomics အကြောင်းနဲ့ Tokenomics ထဲမှာပါဝင်တဲ့ ICO, IDO, IEO, ISO ဆိုတဲ့အကြောင်းမျိုးပဲပြသွားမှာဖြစ်ပါတယ်ပထမဆုံး Tokenomics ဆိုတာဘာလဲ Tokenomics ကို Token နဲ့ Economy ဆိုတဲ့စကားလုံးနှလုံးနဲ့ပေါင်းစည်းထားပါတယ် Tokenomics ဆိုတာက Crypto Investor တွေ Venture Capitalist တွေအတွက်တော့နောက်လာမယ့်အနာဂတ်စီးပွားရေးတွေထဲကတစ်ခုဖြစ်ပါတယ်ဒါဆိုရင် Token Economy မှာဘယ်လိုအကြောင်းအရာတွေကို သိရှိထားဖို့လိုအပ်တာလဲတိုကင်စီးပွားရေးလုပ်ငန်းတွေထဲမှာတိုကင်အများစုကအကွိုင်းမားကတ်ဈေးကွက်တွေထဲမှာထိုတိုကင်တွေကို leading exchange တွေ centralized exchange တွေမှာစည်ရင်းသွားသွင်းထားကြပါတယ်ထို့သောစည်ရင်းသွင်းထားခြင်းဟာ crypto investor တွေအတွက်တော့ဝယ်ဖို့ရောင်းဖို့လွယ်ကူစရာပဲဖြစ်ပါတယ် tokenomics မှာအခြေခံအဖြစ် ICO IDO IEO ISO ဆိုပြီးတော့၄မျိုးရှိပါတယ်ထို့တိုကင်တွေရဲ့အဓိကရည်ရွယ်ချက်ကတော့ fundraising လုပ်ဖို့ပဲဖြစ်ပါတယ် ICO ICO ဆိုတာကတော့ initial share coin offering ဖြစ်ပြီးတော့၎င်း token ထုတ်လုပ်တဲ့ company တွေကနေ public ကိုမရောင်းခင်မှာဈေးကွက်ကို launch မလုပ်ခင်မှာချိုတင်ရင်းနှီးမြှုပ်နှံခြင်းနဲ့ရင်းနှီးမြှုပ်နှံသူတွေကိုစတင်ရောင်းချတဲ့အချိန်မှာစတင်တဲ့ token အမျိုးအစားပဲဖြစ်ပါတယ်။အမှန်တကယ်လုပ်ငန်းကိုဈေးကွက်ဝင်ရောက်လုပ်နိုင်ခြင်းမလုပ်နိုင်ခြင်းကတော့အဆိုပါ ICO coin တွေထုတ်လုပ်တဲ့ company တွေမှာများစွာမှုတည်ပါတယ်။ဒါကြောင့်ဆယ်စုနှစ်အကြာမှာအဆိုပါ ICO coin တွေကိုရင်းနှီးမြှုပ်နှံသူတွေကစိတ်ဝင်စားမှုနည်းပါးလာကြတာပဲဖြစ်ပါတယ်။ IDO ဆိုတာ ါကတော့ initial dex offering coin တွေဖြစ်ပြီးတော့ cryptocurrency နဲ့ပဲမှာငွေလုံးငွေရင်းရှာဖွေဖို့ finance လုပ်ဖို့ရည်ရွယ်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ် ICO တွေက ICO နဲ့မတူတဲ့အချက်ကဘာလဲဆိုတော့ decentralized platform တွေအနေနဲ့လုပ်ငန်းလဲပတ်ဖို့အတွက်ထုတ်လုပ်ထားတာဖြစ်ပြီးတော့လုပ်ငန်းလဲပတ်နေစမှာရင်းနှီးမြှုပ်နှံသူတွေဝင်လာပြီးတော့အဆိုပါ token ဖြတ်ချီရေးကိုလုပ်ကိုင်နိုင်တာဖြစ်ပါတယ် ICO တွေကိုပွင့်လင်းမြင်သာစွာ investment protocol တွေနဲ့တေချာတိစောက်ထားပါတယ်ဘလို့ပဲ ICO တက်စိတ်ချရပါတယ် ည်ပြပြ IDO ဆုံးရှုံးနိုင်တဲ့ risk တွေကိုတော့နားလည်ထားဖို့လိုအပ်ပါတယ်။အဆိုပါ IDO coin တွေကိုထုတ်လုပ်တဲ့ DEX platform တွေရဲ့သတင်းတွေကိုစောင့်ကြည့်လေ့လာဖို့လိုအပ်သလိုပါဝင်ပတ်သက်တဲ့ community တွေကြားမှာလည်းရှိဖို့လိုအပ်ပါတယ်။နောက်တစ်ခုဆက်ပြောပြပေးသွားမှာကတော့ initial exchange offering IEO coin တွေအကြောင်းပဲဖြစ်ပါတယ်။ IEO coin တွေကတော့ cryptocurrency exchange platform ကနေတဆင့်ဈေးကွက်အတွင်းသို့ဖြန့်ချိရောင်းချမဲ့ coin အမျိုးအစားတွေပဲဖြစ်ပါတယ်။ဒီ coin တွေရဲ့အဓိကအားသာချက်က၎င်းတို့ရောင်းချ မဲ့ exchange ရဲ့ကြော်ကြားမှုခိုင်မာမှုပေါ်မူတည်ပြီးတော့ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကိုရနိုင်တာဖြစ်ပါတယ်။အဆိုပါ IEO token တွေကို၎င်းတို့ listed လုပ်တဲ့သက်ဆိုင်ရာ exchange ပေါ်ကနေဝယ်ယူခြင်း၊ရောင်းချခြင်းကိုလုပ်ကိုင်နိုင်တဲ့အတွက်ငွေသားပြောင်းလဲရန်မှလည်းအဆင်ပြေလွယ်ကူသလို trading လုပ်ခြင်းမှလည်းအဆင်ပြေတဲ့အတွက်အဆိုပါ IEO coin တွေကိုလူများစိတ်ဝင်စားကြတာဖြစ်ပါတယ်။ IEO coin တွေဖြစ်တဲ့ Binance ရဲ့ BNB, KuCoin ရဲ့ KuToken, Bitcoin ရဲ့ Cap token တွေက exchange token များဖြစ်ကြပါတယ်။နောက်ဆုံးတစ်ခုက တော့ initial security offering ISO လို့သိကြတဲ့ security token တွေပဲဖြစ်ပါတယ်ဒီ token တွေကိုတော့ crypto နယ်ပယ်မှာအများစုကမသုံးစွဲကြသေးတဲ့အတွက်အရန်တွင်ကျနေတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့အဆိုပါ token တွေရဲ့အသာချက်ကတော့အဲ့ token တွေကိုနောက်ခံထားတဲ့ underlying assets တွေက stock တို့ bond တို့အင်ထရမြေစသဖြင့် assets class ဝင်တစ်ခုခုနဲ့နောက်ခံထားပြီးထုတ်လုပ်ထားတဲ့အတွက်အဆိုပါ ISO token တွေကလည်း security token အနေနဲ့ဖြစ်တည်လာခြင်းပဲဖြစ်ပါတယ် tokenomics Forex နဲ့ Crypto Investing အကြောင်းအရာတွေကိုဒီတာပို့ပြီးတော့အသေးစိတ်သိကြနေဆိုရင် Ajuverse Facebook Page မှာကြော်ညာထားတဲ့90 Days Mentoring Program ကိုတိုက်ရောက်လေ့လာဖို့လည်းအကြံပြုလိုပါတယ်။ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ဒါဆိုရင် နောက်နေ့တွင်မှလည်းဒီလိုတန်ဖိုးရှိတဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်။ဒါဆိုရင်နောက်နေ့မှပြန်တွေ့ကြမယ်။